MCO Champion ရှိရဲ့ MSC ရဲ့စီးကဲရဲ့ဒီ၃လုံးကိုတွားရောက်ရှင်ပြိုင်မှုတဲ့ local player ၃ယောက်ဟုတ်ပါရဲ့ညီကိုတို့ရဲ့ဒီ tournament ၃လုံးကိုတွားရောက်ရှင်ပြိုင်မှုတဲ့ player လို့ပြောလိုက်တာနဲ့ညီကိုတွေက outside to edge to kit ကိုပြေးပြီးမြင်ကောင်းမြင်ရလိမ့်မယ်ဒါမှမဟုတ်ဒီ A ရဲ့ outside ရဲ့ကတော့ MCD ကိုတွားရောက်ရှင်ပြိုင်မှုတဲ့ MSC ကိုတွားရောက်ရှင်ပြိုင်မှုတဲ့ဒါမှမဟုတ်ဒီ edge to outside to kit တို့ကတော့ဒီ C game ကိုတော့တွားရောက်ရှင်ပြိုင်ခဲ့ဘူးချင်းတော့မရှိပါဘူး ခုနသုံးခုလုံးကိုတောင်းရွှေ့မှန်မှုတဲ့ပလေယာ၃ယောက်ကတော့ပထမဆုံးပလေယာကတော့ Rubidity ပါပဲ Rubidity ကကျွန်တော်တို့ M2 World Championship ကိုတောင်းရွှေ့မှန်မှုတယ်နောက်တဲ့တစ်ခုက MSC 2019ကိုတောင်းရွှေ့မှန်မှုတယ်နောက်တဲ့တစ်ခုက32ချိန်မြောက် SEA Games ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပခဲ့တဲ့ SEA Games မှာလည်းတောင်းရွှေ့ရှင်ပြိုင်ပြီးတော့ခြေတသိမ့်ဆိုတဲ့တတိယနေရာကိုလည်းထိုက်တိုက်တိုင်နဲ့ရရှိခဲ့တဲ့ပလေယာတယောက်ဖြစ်ပါတယ်နောက်တဲ့ပလေယာတယောက်ကတော့ကျွန်တော်တို့မကြသေးမီကမှကျွန်တော်တို့ professional player လိုက်ကနေပြီးတော့နားသွားပြီးတော့ streaming တွေကိုဆက်ပြီးတော့လုပ်နေရယ် ကံပဲဖြစ်ပါတယ်အဲတော့ဖယ်ကွန် e-sport နဲ့အတူအဖော်ချန်ပီယံရှစ်ကိုတွားရောက်ရှင်ပိုင်ခဲ့မှုတယ်နောက်ထပ်ဖယ်ကွန် e-sport နဲ့အတူပဲ32ကြိမ်လောက်စီးကင်းကိုတွားရောက်ရှင်ပိုင်ခဲ့ပြီးတော့ rubidity နဲ့အတူပဲကြေးတစိမ့်ဆိုတဲ့တတိယနေရာကိုရရှိခဲ့ပါတယ်နောက်ထပ်လောလောလတ်လတ်လေးရမှာပြီးသွားတဲ့ msc 2025ကိုလည်းတွားရောက်ရှင်ပိုင်ခဲ့ပါတယ်ဗျနောက်ထပ် player တယောက်ကတော့ကျွန်တော်တို့ရဲ့ cbqt ပါပဲ cbqt ကလည်းကံနဲ့အတူတူပဲကျွန်တော်ဖယ်ကွန် e-sport နဲ့အတူအဖော်ချန်ပီယံရှစ်နဲ့စီးကင်းကိုတွားရောက်ရှင်ပိုင်ခဲ့ပြီးတော့ ကန်တဲ့အတူတူပဲ Embassy 2025ကို ၃ယောက်ရှိမှန်ဦးတဲ့ player ပဲဖြစ်ပါတယ်။ကဲဒီ player ၃ယောက်ကတော့ကျွန်တော် MCD ရော MS ရော CK လုံးကို၃ယောက်ရှင်ပြိုင်ခဲ့ဘူးတဲ့မြန်မာနိုင်ငံက player ၃ယောက်ပဲဖြစ်ပါတယ်။ကဲဒါမှမဟုတ်နောက်ထပ်တစ်ယောက်ကတော့ပြီးခဲ့တဲ့ NEC 2025မှာ champion ဖြစ်တာနဲ့အတူပဲကျွန်တော်ထိုင်းနိုင်ငံမှာချစ်ပါမဲ့33ချိန်မြောက် CK မှာ line at လဲရမယ်လို့ထင်တယ်။ line at တာရခဲ့မယ်ဆိုလို့ရှိရင်တော့အဲ့ဒီ player တစ်ယောက်ကလည်းကျွန်တော် can တို့ CBQD တို့ RubyDD တို့နဲ့အတူပဲ MCD ရဲ့ MSC ရဲ့ CK ရဲ့၃လုံးကိုတွားရောက်ရှင်ပြိုင်ဘူးတဲ့ ပလေယာတယောက်ဖြစ်သွားမှာပဲဖြစ်ပါတယ်။ကဲအဲ့ပလေယာကိုတီးလို့ရှင်ရီကိုတော့ comment မှာဝင်ရောက်ဆွေးနွေးသွားပေးလို့ရပါတယ်ဗျ။ကဲဒီ MSN ပွဲတင်အကုန်လုံးတွေ MPI Indonesia, MPI Malaysia, Embassy, MCO Championship စားရပွဲတွေအကုန်လုံးပြန်ကြည့်နေညီကိုတွေကကျွန်တော် profile မှာ link ချတာကျွန်တော် YouTube channel လေးမှာကျွန်တော်တင်ထားပေးပါတယ်။ကျွန်တော် YouTube channel လို့လည်း subscribe လုပ်ပေးကြရအောင်တောင်းဆိုချင်ပါတယ်ဗျ။ကဲကျွန်တော် e-sport အကြောင်းတွေပြန်လည်းတင်ဆက်ပေးနေရဝင်ပေးဖြစ်ပါတယ်။အဲ့ဒီ၄ယောက်မြောက်ပလေယာဘယ်သူလဲဆိုတာကို TNG ကိုလေး comment မှာဝင်ရောက်ရေးသွားပေးကြရအောင်။အောက်ဗီဒီယိုနဲ့တူပဲပြန်လာခဲ့ပါမယ်ဗျ။